ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ဓမ္မမေးခွန်းများမေးခွန်းပြုတော်မူပါရှင်ဗျာကောင်းပြီပထမဆုံးတပည့်တော်မေးလိုတာဗုဒ္ဓဘာသာဆိုတာဘာပါလဲရှင်ဗျာဘယ်မူတွေကိုအခြေခံပါသလဲဗျာဗုဒ္ဓဘာသာရဲ့အန်တိတ်မှရည်မှန်းချက်ကရောဘာပါလဲဗျာဗုဒ္ဓဘာသာဆိုတာသစ္စာဗျာရဲ့အဆုံးအမဘဝမှာဘယ်လိုနေရမယ်ဘယ်လိုထိုင်ရမယ်ဘာတွေလုပ်သင့်တယ်ဆိုတဲ့ way of life ကောင်းကျိုးချမ်းသာရရှိနိုင်တဲ့လူတွေအကျိုးစီးပွားဖြစ်ထွန်းစေနိုင်တဲ့အကြောင်းတရားတွေကိုလှုပ်ဆောင်ပြီးလူတွေဆင်းရဲဒုက္ခရောက်ရှိစေနိုင်တဲ့အဆိုးတရားတွေကရှောင်ရှားဖို့တောတဲ့ဆုံးမတဲ့ဘုရားရဲ့အဆုံးမတွေကိုဘုရားဝါသာလို့ဆိုရမှာဖြစ်ပါတယ်။တိတိနိုင်ငံနိုင်ငံမှာဘုရားဘာသာဆိုတဲ့အသုံးကိုမသုံးဘဲနဲ့ဘုရားခမလို့ထည့်တဲ့သုံးတာရှိတယ်။ ုဒ္ဓကမဆိုတာဗုဒ္ဓရဲ့အာကမရသော်ပြားရဲ့အဆုံးမတရားတော်တွေတို့ဒီလိုပဲအထိပ္ပယ်ရပါတယ်ခုခေတ္တပါဒပြန်တဲ့အခါပါဒဆိုတာ religion ကိုယ့်ရဲ့စိတ်ကမှုတွေကိုအခြေခံပြီးတော့ပါဒဆိုတဲ့စကားလုံးကိုသုံးလာကြတာဖြစ်တယ်ရသော်ပြားရဲ့အဆုံးမတွေဆိုတာလိုက်နာကျင့်သုံးအောင်မှာဖြစ်လို့ကိုယ့်ရဲ့စိတ်ကမှုဆိုတဲ့ဟာကတွဲဖက်ပြီးတော့ပါလာတဲ့အရာတွေသာဖြစ်တယ်ပေါ့မှန်ပါဗျာ အဓိကကပုရဝတ္တဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမသွန်သင်ပြတာတဲ့စကားတွေပဲဖြစ်တယ်။ဒါပြင်မြတ်စွာဘုရားက ပါဠိဆုံးမတော်ဟုဆိုကိုကျင့်သီလကောင်းမှုနဲ့လူလူချင်းအကျင့်တရားထားဖို့ရှင်ထဲမှာရှိတဲ့လူတွေရဲ့စိတ်နှလုံးကိုပူပန်စေတတ်တဲ့ကိလေသာတရားတွေကိုလျှော့နှဲအောင်လျှော့ချနောက်ဆုံးမှာ အပြည့်တိုင်ဖြည့်ရှင်ပြီးဆဲတော့ကလွမြောက်ဖို့ဆိုတာကိုမြတ်စွာဘုရားဟောခဲ့တာဖြစ်တယ်။အချင်းညုတ်ပြောရမယ်ဆိုရင်ဘုရားရဲ့အဆုံးမစကားတွေကိုပိဋကတ်30နိကေ9ပြားဓမ္မခန္ဓာပေါင်း7400ောင်မှာဒီမှတ်တမ်းတင်ထားတာ။အဲဒီမှတ်တမ်းတင်ထားတဲ့မြတ်စွာဘုရားရဲ့အဆုံးမတွေအားလုံးကိုဘုရားဘာသာဘုရားရဲ့ဆုံးမသွန်သင်ချက်များလို့ဒီလိုအတိဘယ်ကိုယူယူရမှာဖြစ်တယ်ပေါ့နော်။ အဲ့ဒီဗုဒ္ဓရဲ့သွန်သင်ဆုံးမချက်တွေကိုလိုက်လာတဲ့ပုဂ္ဂိုလ်တွေကြတော့ဗုဒ္ဓဘာသာဝင်လို့ခေါ်ကြတယ်အလားတူပြန်တဲ့ religion ဆိုတဲ့အင်္ဂလိပ်ဘာသာစကားကရှုံချီမှုနဲ့ကိုးကွယ်မှုကိုခြေခံပြီးတော့ပြောတဲ့စကားမှန်ပါဗျာဒီမှာတော့အဲ့လိုယုံကြည်မှုနဲ့ကိုးကွယ်မှုကိုခြေခံတာမဟုတ်ဘဲနဲ့လက်တွေ့ကျင့်သုံးမှုကိုဆုလိုတာဖြစ်လို့ အချင်းညုံမရမှာတော့ဘုရားဘာသာဆိုတော့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်များပဲဖြစ်တယ်။သူရဲ့အန်တိတ်မှယူမှန်ချက်ကရောဘာများဖြစ်မလဲ။ဘယ်မူတွေကိုခြေခံနေဆိုတာလေးကိုပြောအောင်နော်။မှန်ပါပါ။မူလို့ဆိုရတဲ့ဘုရားဘာသာဖြစ်ဖို့အဓိကအကြောင်းတရားကတော့ကမ္မတက္ကတာတမဒိဋ္ဌိလို့ပါဠိမှာဆိုတာ။အဲဒီကမ္မတက္ကတာတမဒိဋ္ဌိဆိုတာကိုလောက်တာကိုနဲ့သက်ဆိုင်တယ်လို့ ခံယူချက်ကိုအခြေခံတယ်မှန်ပါဗျာမှားလို့အများနာလဲတာနဲ့ပြောရမယ်ဆိုရင်ကံကံဤအကျိုးကိုလက်ခံတယ်မှန်ပါဗျာကံတရားကိုလက်ခံတယ်ကံတရားရဲ့အကျိုးကိုလက်ခံတယ်မှန်ပါဗျာအဲ့ဒီကံကံဤအကျိုးကိုလက်မခံရင်ဘုရားဘာသာမဖြစ်နိုင်ဘူးမှန်ပါဗျာရသော်ဗျာလည်းကမ္မဝါဒီကရိယာဝါဒီဒီကုသိုလ်အကုသိုလ်ဆိုတာလုံးလို့ရတယ်ကုသိုလ်အကုသိုလ်ဆိုတာရှိတယ်လို့ လက်ခံနဲ့ဝါတာဖြစ်တယ်မှန်ပါဗျအဲ့ဒီကမ္မသကတာတမဒိဋ္ဌိလို့ဆိုရင်ကိုလုထာကိုရတယ်ဆိုရင်ကမ္မဝါဒကရိယာဝါဒကိုအခြေခံတာပဲဖြစ်တယ်ပေါ့မှန်ပါဗျာအဲ့ဒါကိုအခြေခံပြီးတော့မြတ်စွာဘုရားကချင်းစင်ကိုတမတ်ထားတယ်။သီလ၊သမာဓိ၊ပညာဆက်။ဒီကကိုချင်းတရား ကောင်းဖို့ရဲ့နံပါတ်1။မှန်ပါဗျာ။ကိုချင်းတရားကောင်းပြီတဲ့အခါစိတ်တက် ငြိမ်သက်အောင်လေ့ကျင့်တာ ਨੇ ထိုငြိမ်သက်မှုကြောင့်ရရှိလာတဲ့အသိပညာမှန်ပါဗျအဲ့ဒါ၄ဆိုတာဘုရားဘာသာရဲ့အချမ်းမြင်ဟိုခြင်းစိတ်တစ်ခုလို့ပြောရမှာဖြစ်တယ်မှန်ပါဗျဘုရားဘာသာရဲ့အတ္တိမယိမှန်ချက်ကပါလဲလို့ဆိုတာကြတော့ဆဲဒုက္ခအလုံးအဆုံးတတ်ရေးပဲဖြစ်တယ်မှန်ပါဗျလူတွေတွေ့ကြုံနေရတဲ့ဆင်းရဲဒုက္ခဆိုတာမျိုးမျိုးရှိတယ်။အမှန်။အလုံးမရှောင်လွှဲနိုင်တဲ့ဆင်းရဲဒုက္ခကတော့ဘာလို့ဆိုရင် ဒုဗ္ဗာရလာပြီးရင်တဖြည်းဖြည်းအိုမင်းလာခြင်းနောက်ဆုံးမှာတည်ဆောက်ရခြင်းဆိုတာဒါအချိန်မှဆုံးဆင်းရဲဒုက္ခလို့ပြောမှာပဲဖြစ်တယ်မှန်ပါဗျာဒီကြားထဲမှာဆုံးရှုံးနေတာမူတွေကြုံရလို့တောကဖြစ်ရတာတို့ငိုရတာတို့ခန္ဓာကိုယ်မှာနာကျင်ကြိုက်ခဲတဲ့ဒုက္ခတွေကာယကဒုက္ခတွေခံစားရတာတို့စိတ်မချမ်းမသာဖြစ်တဲ့ဆင်းရဲဒုက္ခတွေခံစားရတာတို့ စိတ်ပင်ပန်းမှုတွေခံစားရတာတို့ဆိုရဲရင်ထဲကအပူတွေအဲ့ဒီဒုက္ခတွေလုံးဝအဆုံးသတ်ဖို့ဆိုတာဘုရားဗလာရဲ့အတ္တိမအီမန်းချက်ပဲဖြစ်တယ်တမပါဗျာနောက်တစ်ခုကအတိတ်ကိုပုံချသောဝါဒဟုတ်ပါသလားဆိုရတယ်နော်တမပါဗျာအတိတ်ကိုပုံချတဲ့ဝါဒလုံးဝမဟုတ်ဘူးတမပါဗျာရသဗျာကအတိတ်အကြောင်းတရားကိုလည်းလက်ခံတယ်သစ္ဆုတ်ပံအကြောင်းတရားကိုလည်းလက်ခံတယ် အတိတ်ချီတတ်တပုံချတဲ့ဝါဒကိုပုပ္ပိကတဟေတုဝါဒလို့ခေါ်တယ်။အဲ့ဒီဝါဒကဘုရားလက်မခံတဲ့ဝါဒပဲ။မှန်ပါဗျာ။အရာရာဟာအတိတ်ကလုခဲ့လို့ဆိုတဲ့ဟာမျိုးလုံးဝလက်မခံ။မှန်ပါဗျာ။ပစ္စပန်လောလောလတ်လတ်ဖြစ်ပေါ်နေတဲ့အကြောင်းတရားကိုလည်းထည့်သွင်းစဉ်းစားတယ်။မှန်ပါဗျာ။အဲ့တော့အတိတ်ကအကြောင်းတရားပဲဖြစ်စေပစ္စပန်အကြောင်းတရားပဲဖြစ်စေအဲ့ဒီသက်ဆိုင်ရာအကြောင်းတရားတွေကို လက်ခံယုံကြည်ပြီးအတိမတ်ပြုတဲ့ဝါရသာလင်ဘုရားဝါဒဖြစ်တယ်။နိဗ္ဗာန်ဆိုတာဘာပါလဲဖျား။ဘာကြောင့်ရောနိဗ္ဗာန်ရအောင်ကြိုးစားသင့်ပါလဲ။လူငယ်တော်များတော့နိဗ္ဗာန်ဆိုတာကိုတေချာနားမလဲအတွက်နိဗ္ဗာန်ဆိုတာကိုလူငယ်များနားလဲအောင် ရှင်းပြရှင်းပြမင်ကြားပြီးတော့မူပါ။ဟုတ်ပါတယ်။နိဗ္ဗာန်ဆိုတာဘုံဌာနကြီးတစ်ခုလည်းမဟုတ်ပါဘူး။နိဗ္ဗာန်ဆိုတဲ့စကားလုံးနဲ့ရှင်းမဲ့ဆိုလို့ရှိရင် လူချင်းမှုတွေတွတ်တာမှုတွေတက်မဲ့မှုတွေအလုံးအဆုံးသက်သွားနိုင်တဲ့အဆင့်ကိုနိဗ္ဗာန်လို့ခေါ်တော့ပါဒါမို့နိဗ္ဗာန်ဆိုတဲ့စကားလုံးကဝါနာဆိုတာကံနဲ့အကျိုးတွဲချိတ်ထားတယ်ဘဝတစ်ခုနဲ့ဘဝတစ်ခုကိုတွဲဆက်ပေးထားတယ်ဆင်းရဲဒုက္ခတွေဟာဆင်းဆက်မပြတ်တစ်ခုပြီးတစ်ခုဖြစ်ပေါ်နေတဲ့အရာတွေဟာဘာကြောင့်လဲလို့ဆိုရင် လိုချင်မှုတွေတမဲ့မှုတွေတွက်တာမှုတွေတဏှာလောဘတွေကြောင့်ဖြစ်နေတာဖြစ်တယ်။အဲ့ဒီတဏှာလောဘတွေကိုခြုံငိမ့်တော့အောင်ဆုံးသတ်နိုင်တဲ့အဆင့်ဟာနိဗ္ဗာန်ပဲဖြစ်ပါတယ်။ဒါကနိဗ္ဗာန်ဆိုတဲ့စကားလုံးကပြောတဲ့အဓိပ္ပာယ်ပဲနော်။နောက်မိကုန်းတစ်ခုကဘာကြောင့်နိဗ္ဗာန်ရောက်အောင်ကြိုးစားသင့်တယ်လဲဆိုတဲ့မိကုန်းကတော့နိဗ္ဗာန်မရမချင်းလူမှုဒုက္ခတွေတို့ဘဝဒုက္ခတွေတို့ကြုံတွေ့နေမှာဖြစ်တယ် အဲ့ဒီဆင်းရဲဒုက္ခတွေကလွတ်မြောက်ပြီးတော့ဘယ်တော့မှအဲ့ဒီဒုက္ခမျိုးမရောက်အောင်ချမ်းသာမှုရချင်တယ်ဆိုရင်တော့ဒါနိဗ္ဗာန်ရောက်အောင်ကြိုးစားရမှာပဲဖြစ်တယ်ပေါ့ဒါကြောင့်ကြိုးစားတဲ့ဒုက္ခအဆုံးသတ်ဖို့အတွက်နိဗ္ဗာန်ရောက်အောင်ကြိုးစားနိဗ္ဗာန်ရောက်မှဆင်းရဲဒုက္ခမှတည်းများအဆုံးသတ်မှာဖြစ်တယ်ဒါကြောင့်မို့လို့ဆင်းရဲဒုက္ခကိုကြောက်တူတိုင်းရှုံမုန်းတူတိုင်းဟာနိဗ္ဗာန်ရောက်အောင်ကြိုးစားကြရတာဖြစ်တယ်ပေါ့နော် နိဗ္ဗာန်ဆိုတာလူငယ်တွေနားလည်အောင် ရှင်းပြမင်းချပေးပါလို့ဆိုခုနအတိပ္ပယ်ကလည်းပဲနိဗ္ဗာန်ဆိုတာဘုံဌာနကြီးလည်းမဟုတ်ဘူးကောင်းကင်ဘုံကြီးလည်းမဟုတ်ဘူးခံစားဆံသရတဲ့နေရာမျိုးလည်းမဟုတ်ဘူးအခုလက်ရှိ ဖြစ်ပေါ်နေတဲ့ဆင်းရဲဒုက္ခတွေအကြောင်းတရားတွေချုပ်ငိမ့်သွားလို့အခုဆင်းရဲဒုက္ခတွေအဆုံးသတ်သွားတာဆင်းရဲဒုက္ခဆိုတာလူတွေကမလို့ခြင်းဘူးမလို့ခြင်းဘူးဒုက္ခဆိုတာအပန်ကြောက်ရုံနဲ့ပဲ လူတွေမကြိုက်ကြဘူးပေါ့နော်အဲ့ဒီမကြိုက်တဲ့ဆင်းရဲဒုက္ခတွေကိုမရအောင်ဘယ်လိုလုပ်ရမလဲလို့ဆိုရင်အဲ့ဒီဆင်းရဲဒုက္ခတွေကို ထုတ်လုပ်နေတာဘယ်သူလဲဘယ်အရာလဲဆိုတာကိုသိရမှာဖြစ်တယ်အဲ့ဒါကိုမြတ်စွာဘုရားကတိတိလင်းနဲ့ဟောထားတာရှိတယ်ဒုက္ခသမှုရယောဆိုတာလေတဏှာဟာဒုက္ခသမှုရယဖြစ်တယ်ခန္ဓာက လိုချင်တတ်မဲ့မှုတွေရှိနေသေးသမျှကလပ်ပလုံးဒီလူတွေမလိုချင်တဲ့ဆင်းရဲဒုက္ခတွေကြုံတွေ့နေမှာဖြစ်တယ်။အဲ့ဒီဆင်းရဲဒုက္ခကို ဖြစ်စေတတ်တဲ့လိုချင်တတ်မဲ့မှုတွေကိုအဆုံးသတ်အောင်လုံလိုက်ခြင်းအပြင်ဒုက္ခအလုံးအဆုံးသတ်သွားတယ်။အဲ့ဒီအဆုံးသတ်သွားတာကိုပဲနိဗ္ဗာန်လို့ဆိုတာ။အဲ့တော့နိဗ္ဗာန်ကိုသိဖို့ဟာနံပါတ်1 ဘဝရဲ့ဆဲဒုက္ခတွေကို နားလည်အောင်ကြိုးစားရတယ်။နားလည်အောင်ကြိုးစားတဲ့အခါမှာဒီဒုက္ခတွေကိုမလိုချင်တော့ဘူးဆိုရင်ဒီဒုက္ခတွေကဘသူကနေလှုပ်ဆောင်ပေးနေတာလို့ဆိုတို့ချင်းတမဲမှုတဏလှုပ်ဆောင်ပေး။ဒါဖြင့်တို့ချင်းတမဲမှုတဏကိုဖယ်ရှားပြစ်လိုက်လို့ရှိရင်အကြောင်းတရားတွေခြုံငိမ့်သွားလို့အကျိုးတရားငိမ့်သွားတဲ့အဆင့်ကိုလည်းနိဗ္ဗာန်လို့ပြောတာ။ဥပမာမယ်ခုမိကွက်လေးဆိုလို့ရှိရင်နိမ့်။မိတော့ကလေးရှိတယ် အဲ့ဒီမိတော့ကလေးကဘယ်ပေါ်မှာယက်တည်နေတာတော့ဆိုမိစာနဲ့စီပေါ်မှာယက်တည်နေစီလေးကလည်းရှိနေတယ်မိစာလေးကလည်းရှိနေတယ်အဲ့ဒီပေါ်မှာမိတော့လေးယက်တည်နေတာစီလဲမဖြေတော့ဘူးမိစာလဲကုံသွားပြီဆိုတဲ့အခါသူလောင်းစရာသူယက်တည်ဖို့နေရာမရှိတော့ဒီနှစ်ခုအကြောင်းတရားနှစ်ခုကုံဆုံးသွားခြင်းကြောင့်မိတော့ကလေးငြိမ့်သွားတယ်အကြောင်း င်းသွားလို့အကျိုးတရားတွေလည်းကင်းသွားတယ်ဆိုတဲ့အဲ့ဒီအငြိမ့်သဘောကိုလေနိဗ္ဗာန်လို့ခေါ်ရမယ်ဘဝဆိုတာကံနဲ့ကိလေသာပေါင်းစပ်ပြီးတော့ထုတ်လုပ်တာဖြစ်တယ်မှန်ပါဗျာကိလေသာတွေကိုဖယ်လိုက်တော့ကံရအလုပ်ပဲဖြစ်တော့ဘူးကံနဲ့ကိလေသာငြိမ့်သွားပြီငြိမ့်သွားတဲ့အခါသူတို့ဘဝတစ်ခုကိုဆက်လက်မထုတ်တော့ဘူးဆက်လက်မထုတ်သည့်အတွက်ကြောင့်ဘဝကလည်းပြတ်သွားတယ်ကံကိလေသာဆိုတဲ့အကြောင်းငြိမ့်လို့အကျိုးဖြစ်တဲ့ ဆင်းရဲဒုက္ခဆိုတော့ဘောကငြိမ်းသွားတာဒါနိဗ္ဗာန်ပဲလို့ဆိုလို့ရတယ်။မှန်ပါဗျာ။နော်။နိဗ္ဗာန်ဆိုတာဘာမှမရှိခြင်းသဘောတရားကိုပြောတာမျိုးလားရှင်ဗျာ။မရှိတာမဟုတ်ဘူးသူက။ဆိုတော့မိတော့လေးဆိုတာရှိတယ်။မှန်ပါဗျာ။အဲ့ဒီမိတော့လေးရှိတော့မိတော့ကလေးငြိမ်းသွားတာရောမရှိဘူးလို့ပြောလို့ရလား။အဲ့လိုတော့မရပါဘူး။မရဘူး။မိတော့ကလေးရှိလို့လောင်းနေတဲ့မိတော့ကလေးကိုညှိမ့်လိုက်တဲ့အငြိမ့်တဲ့သဘောမျိုးပဲ။ အရှိကိုငြိမ့်လိုက်တဲ့အခါငြိမ့်သွားတဲ့သဘောလေးကိုပဲနိဗ္ဗာန်လို့ဆိုလိုတယ်။နောက်ထပ်မိကုံတစ်ခုကတော့ဗုဒ္ဓဘာသာနဲ့အခြားဘာသာများနဲ့အဓိကပွားခြားချက်များကိုရှင်းပြရှင်းပြပြီးတော့မှာ။ဟုတ်ပြီ။ဗုဒ္ဓဘာသာနဲ့တခြားဘာသာအဓိကပွားခြားချက်ကလူတွေဘာကြောင့်ဖြစ်ရသလဲဆိုတဲ့လောကကြီးကိုလောကကြီးကဘာကြောင့်အခုလိုဖြစ်ရသလဲ။ လူချင်းတူပါလေတရားနဲ့တရားဘာကြောင့်ကြွားချနေသလဲဒီဖြစ်ပေါ်နေတဲ့အခြေအနေတွေကိုကြည့်ပြီးအကြောင်းရှာတဲ့အခါမှာကြွားချသွားတယ်လူဘာကြောင့်ဖြစ်ရသလဲကမာကြီးဘာကြောင့်ရှိနေရသလဲဆိုတာတွေကိုတချို့ကဘလို့ဖြေထုတ်တော့ဆိုတကူရှင်ကြီးဖန်ဆင်းလို့ဆိုနေတယ်အကြောင်းကိုသူရှာတယ်မှန်ပါဗျာတကူရှင်ကဖန်ဆင်းတယ်ဆိုအဲ့ဒါကိုရှင်းတော့ကြတယ်အိတ္တရနေမနဝါရလို့ခေါ်တယ်မှန်ပါဗျာ ဣတရဆိုတာကဘာကြီးကိုစိုးမိုးအုပ်ချုပ်နေတဲ့တကူရှင်ကြီးကနေမာနာသူ့စိတ်တိုင်းရဖန်ဆင်းလိုက်တယ်။မှန်ပါဗျာ။ဖန်ဆင်းလိုက်လို့လူတွေနဲ့တက်ရှိတက်မဲ့အရာတွေကပေါ်ထွန်းလာတယ်လို့သူတို့ယူဆတယ်။မှန်ပါဗျာ။အဲ့ဒါအကြောင်းရှာတာပဲဖြစ်တယ်။မှန်ပါဗျာ။နောက်တစ်ခုကဒါတွေက accident တဲ့အကြောင်းမရှိဘဲနဲ့သူကသူဖြစ်လာတာပါလို့ဖန်ဆင်းရှင်ဝါဒကိုလက်ခံတဲ့ပုဂ္ဂိုလ်တွေက အကြောင်းမဲ့ဝါဒပဲဆိုပြီးအဟိတုကဝါဒဆိုတာအကြောင်းရှာတော့အဲ့ဒီကလည်းဘာသာတစ်ခုဖြစ်လာတယ်နောက်တစ်ခုကတော့အတိတ်ကိုပုံချတယ်ခုနပုပ္ပိကတာဟိတုဝါဒဆိုပေါ်လာတယ်ဘာပဲဖြစ်ဖြစ်အတိတ်ကလုခဲ့လို့ဖြစ်တာဆိုပြီးတော့အတိတ်ကိုပုံချတယ်ဝါဒလည်းပဲအကြောင်းရှာတာပဲဖြစ်တယ်တခြားဘာသာတွေကအဲ့ဒီ၃မျိုးတည်းကတမျိုးမျိုးအကြောင်းရှာကြတယ် ဘုရဘတာကဘာဝကြောင်းရှာတော့ဆိုတာကံနဲ့ကိလေသာပေါင်းဆက်လို့တောကကြီးကဖြစ်ထွန်းလာတယ်အမှန်ပါအဲ့တော့ဘုရရဲ့အယူဆဟိုတယ်ဟောပြောချက်အရာဆိုလို့ရှိရင်အဓိကအကြောင်းရင်းကကံနဲ့ကိလေသာအမှန်ပါထိုကံနဲ့ကိလေသာအပြင်မှာရုပ်ကိုဖြစ်စေတတ်တဲ့ကံစိတ်ဥတုအာဟာရဆိုတဲ့အကြောင်း၄မျိုးအမှန်ပါဗျာနန္တရားကိုဖြစ်စေတတ်တဲ့အာယုန်နဲ့ဝဋ်ထုစားတဲ့ အကြောင်းတရားတွေကအမျိုးမျိုးမှန်ပါဗျာပဋ္ဌာန်း24ပစ္စည်းမှာဆိုရင်အကြောင်းပေါင်း24မျိုးမှန်ပါဗျာပရိသသမုပ္ပါဒ်မှာဆိုရင်အကြောင်းအကျိုးတွေကိုမြတ်စွာဘုရား12မျိုးထီအောင်စကလုံးသုံးပြပြီးတော့ဖော်ပြထားတယ်မှန်ပါအဲ့ဒီအကြောင်းတရားရှာတဲ့ပုံမှာအဓိကကွဲပြားခြားနိုင်ကြတယ်အဲ့ဒီအကြောင်းတရားရှာသည်ရှာတဲ့နေရာမှာဘယ်ဟာကြောင့်ဘာကြောင့်ဖြစ်တယ်လို့ဆိုတဲ့နေရာဒီအကြောင်းရှာတဲ့နေရာအဓိကကွာခြားပြီးတော့ကွာခြားပုံကတော့ ဘုရားကဣတရနိမနာသာဝရဖုရားတကုရှင်ဖန်ဆင်းလို့ဖြစ်တယ်ဆိုတဲ့အချက်ကိုလည်းလက်မခံဘူးပြောစရာတွေဝေဖန်စရာတွေအများရှိတယ်အကြောင်းမဲ့ဖြစ်တယ်ဆိုတာလည်းလက်မခံဘူးအကြောင်းရှိတယ်အတိတ်အကြောင်းတစ်ခုတည်းကိုပဲပုံချတဲ့ဝါရမျိုးလည်းလက်မခံဘူးတကယ်ကတော့အကြောင်းဆိုတာမျိုးမျိုးရှိတယ်အတိတ်ကအကြောင်းလည်းပါမယ်ပစ္စုပန်အကြောင်းလည်းပါမယ် အဲ့ဒီအကြောင်းတွေကြောင့်သာလဲတတ္တလောကကြီးနဲ့ဩဃသလောကကြီးလောကကြီးတွေဟာဖြစ်ထွန်းနေတာလို့မြတ်စွာဘုရားရှင်းပြတယ်။အဲ့တော့အကြောင်းချိုးရှာတာချင်းကြွားချတယ်လို့သူပြောနော်။ဘုံဘုံကုနာမင်းခဲ့တဲ့ကံနဲ့ကိလေသာဆိုတာကံဆိုတာဘာပါလဲကိလေသာဆိုတာဘာပါလဲရှင်။ကံဆိုတာလူတွေရဲ့ intention နဲ့ပြောလိုက်တဲ့အရာနဲ့ပြုလုပ်လိုက်တဲ့ကိစ္စကိုကံလို့ခေါ်တယ်။မှန်ပါဗျာ။ နော်လူတွေရဲ့ intention ဆိုတာစေရနာပေါ့ရှင်တွေကလှုပ်ဆော်မှုရှင်တွေကလှုပ်ဆော်တဲ့စေရနာလေးဟာအဓိကဖြစ်လို့သူ့ကိုကံလို့ခေါ်တာမှန်ပါဗျာစေရနာဟံဘိခွေ ကမ္မဝရမိလို့ပြောဆိုကြပါမိနေဝိရိကတုတ်တစ်ခုမှာပဲအဲ့ဒါတွေ့ရတယ်ကံဆိုတာဟာဒီစိတ်မှာဖြစ်ပေါ်နေတဲ့စည်းဝေချက်တွေလှုပ်ဆော်ချက်တွေအလုံးကိုကံလို့ဆိုနိုင်တယ်ပေါ့နော်မှန်ပါဗျာ ကမ္မပစ္စည်းအောင်မှကြည့်လိုက်လို့ရှိရင်စေရနာကိုကမ္မကံလို့ခေါ်ခဲ့တယ်ပဋ္ဌာန်း24ပစ္စည်းမှာဘုရားကမ္မပစ္စည်းအောင်ဆိုတာစေရနာကိုအဓိကထားပြီးတော့ဟောတာအဲ့တော့စေရနာလဲကံပဲသူများပစ္စည်းကိုမတရားလိုချင်တဲ့လောဘကိုယ့်ဟာဖြစ်ချင်တဲ့အဘိဓါဆိုတဲ့လောဘဒုတိယကိုပျက်စီးသွားစေချင်တဲ့ဗျာပါဒဆိုတဲ့အမုန်းဒေါသအမှန်မမြင်တဲ့အမှားကိုလက်ခံထားတဲ့မိစ္ဆာဒိဋ္ဌိဆိုတဲ့အရာလည်းပဲကံလို့ခေါ်ပါတယ် အလောဘနဲ့ဆက်ကျင်မဲ့အလောဘဖြာပါရနဲ့ဆက်ကျင်တဲ့အပြပါရမေတ္တာတမဒိဋ္ဌိဆိုရယ်ကံကံရဲ့အကျိုးလက်ခံတဲ့ဉာဏ်ကိုလည်းပဲကံလို့ခေါ်ပါတယ်ကံလို့ဆိုတာဟာစေရနာနဲ့စေရသိက်အချို့တရားတွေကိုမြတ်စွာဘုရားကံလို့ခေါ်ပါတယ်အဲ့ဒါဒီကြောင့်အလုတ်တစ်ခုဖြစ်လာတယ်အလုတ်ကပါတော့ဆိုရင်နှုတ်နဲ့စိတ်ထဲကကြံတွေးတာဖြစ်တယ်နှုတ်နဲ့ပြောဆိုတာဖြစ်တယ်ကိုယ်ကြီးလည်း mental action လို့ ဘာပဲ action လို့ physical action လို့ပေါ့နော်မှန်ပါတယ်အဲ့ဒီလှုပ်ဆောင်မှုတွေကိုဖြစ်ပေါ်စေသူအဲ့ဒါကိုကံလို့ခေါ်တယ်အကြောင်းတရားကိုခေါ်လိုက်တာမှန်ပါကိလေသာဆိုတာကြတော့ချက်ချင်းမုန်းရင်းနဲ့ရှင်တွဲလာတဲ့ဖြစ်ပေါ်လာတဲ့ရှင်ထဲမှာပူလောင်စေတတ်တဲ့အရာနဲ့စိတ်ကိုညင်နွမ်းသွားစေတတ်တဲ့တဘာဝတရားတွေကိုအကုသိုလ်တရားတွေကိုကိလေသာလို့ခေါ်တယ်မှန်ပါဗျာနော်မှန်ပါ ြောမယ်ဆိုရင်လောဘတို့ဒေါသတို့မောဟတို့မာနတို့ဓာရီကိုခိရတ္တလို့ခေါ်တာနော်တပည့်တော်ဒီဗုဒ္ဓအဟောတွေမှာပါတဲ့ဒီ납ပြီပြမာပြီငရေပြီငကားပြီတို့ဟာဗမာရှိပါတယ်လေဗျာတပည့်တော်တို့အနည်းဆက်ဆုံးဘလို့ပုံဖော်လို့ရနိုင်ပါလဲရှင်ဗျာပြီလို့ဆိုတဲ့အတိပ္ပယ်ကိုအရင်ကြည့်ရအောင်ပြမာပြီလို့ဆိုတာပြမာလူမျိုးတွေအများစုနေတာတပည့်လူမျိုးတွေလည်းရှိတာပဲနော် မြမလူမျိုးတွေအများစုနေတဲ့နေရာကိုမြမပြေလို့ခေါ်တယ်လို့ပဲဆင်းရဲဒုက္ခနဲ့ဘဝအကုသိုလ်ကံတွေကြောင့်ဆင်းရဲဒုက္ခအတိပြီးတဲ့ဒီရဝန်းတစ်ခုမှာဒုက္ခခံစားနေရတဲ့သတ္တဝါတွေနေတဲ့နေရာကိုငြဲပြီလို့ခေါ်မှာနော်ဆယ်နေရာမှာရှိတယ်လဲဆိုတာတော့မြတ်စွာဘုရားကဘယ်မှာရှိတယ်လို့တိုက်ရိုက်ပြောထားတာတော့မရှိဘူး ဖဖို့အတွေးနဲ့ပြောရမယ်ဆိုလို့ရှိရင်အများရမီးလောင်နေတဲ့အတွင်းထဲမှာပူလောင်နေတဲ့ဒီမီးတောင်တွေဆိုရှိတယ်အမှန်အဲ့ဒီမီးတောင်တွေထဲမှာတက်စီတော်ဟာနေနေဖြစ်နေတဲ့ကောင်းနေဟာအများရပူလောင်နေမှာပဲအမှန်ငရုတ်သီးထဲမှာမွေးတဲ့ပိုးလိုပဲပေါ့နော်အမှန်အဲ့လိုမျိုးမရှိနိုင်ဘူးလားရှိတယ်အခုရေဘူးတွင်နေပါလေဆိုတာစာပေကျမ်းအရပြောမယ်ဆိုရင်တပောတာမြစ်ဆိုတာအိန္ဒိယမှာရှိတယ်အမှန်အဲ့တပောတာမြစ်ခါ တပောရဆိုတာတပဆိုတာပူတဲ့ဥရကရေမှန်ပါဗျာရေဘူးစမ်းစီစင်းတဲ့မြစ်မှန်ပါဗျာအဲ့ဒီမြစ်ကဘာကြောင့်ရေဘူးဖြစ်ရတယ်လဲလို့ဆိုရင်လောဟကုန်ပြီလို့ခေါ်တဲ့ငရဲအိုးကြီးနှစ်ခုကြာဖြတ်စီလာတယ်ဆိုတော့မှန်ပါစဉ်းစားကြည့်ရတာကမီးတောင်ကြီးနှစ်ခုကြာကနေဖြတ်စီလာတော့ဟိုဘက်ကလည်းမီးတွေလောင်နေတဲ့ဘက်ကလည်းမီးတွေလောင်အဲ့ဒီကြားထဲကဖြတ်စီလာလို့ဒီရေပူသွားတာဆိုတော့မှန်ပါအဲ့တော့တချို့စာကြမ်းလေးတွေအနေနဲ့ ပြောမယ်ဆိုရင်တော့မြေကြီးအောင်မငရေပြီဆိုတာရှင်းနိုင်တယ်ပေါ့နော်မှန်ပါဗျာရှင်းနိုင်တယ်လို့ပြောအစဲဒုက္ခရောက်တဲ့ပုံကူတွေတရားတွေပေါ့ဒုက္ခခံရတဲ့တရားတွေအေးမြမြမနေရဘဲနဲ့အမြဲတမ်းဒီဆဲဒုက္ခခံနေရတဲ့တရားတွေနေတဲ့ဣရိယာကြီးတစ်ခုကိုငရေပြီလို့ပြောမှန်ပါအဲ့ဒီငရေပြီကိုမြတ်စွာဘုရားပုံဖော်ပြီးတော့ဟောတာရှိတယ်မှန်ပါဗျာမြင်ရတာလဲ60လမ်းစရာ ကြားရတဲ့အတန်ကလည်းကြောက်เสียလန့်เสียအနံ့ကြီးကလည်းမခတ်နိုင်လောက်အောင်ဆိုတဲ့အနံ့မှန်ပါဗျလက်ရာကအရသာကလည်းပဲလုံးဝခံရခဲ့တဲ့အရသာခန္ဓာကိုယ်လာထိတာလည်းပဲလုံးဝအထိတွေ့မကောင်းတဲ့ဟာစိတ်ထဲမှာကူးလိုက်ရရင်လည်းအကောင်းတစ်ခုတစ်ခုမှမရှိတဲ့မျက်စိနန္နာလက်ရာကာယလို့ဆိုတဲ့လူရဲ့ခန္ဓာကိုယ်မှာဆက်သွဲတဲ့အရာတွေဟာအလုံးဟာကြောက်เสียလန့်เสียဟို စိတ်ပချမ်းသာကြရည်ကြီးနဲ့ကျုံတွေးနေရတဲ့သရဝါတွေကိုငရေငရေခံရတဲ့သရဝါလို့ခေါ်တယ်။အမှန်ပါဗျ။အဲ့ဒီငရေသားသရဝါတွေနေထိုင်ရာဧရိယာကြီးတခုမင်းကြီးလို့ပြောတာ။အမှန်ပါဗျ။နတ်ကြီးဆိုတာကတော့လူတွေနေတဲ့နေရာအပအဝင်လို့ပြောမယ်။ဘာလို့ဆိုဘုံမဆိုးနတ်ဆာရှိတယ်။အမှန်ပါဗျ။တပည့်ဆက်ကြတယ်မှာဘုံမာနံဒေဝနံတတ္တံသုတ်တော်ဟာ။ သတ္တုမာရဇိကဒေဝါလို့ဆိုပြီးတော့လူပြည်မှာလူတွေနဲ့လက်ပွန်တရီနေတဲ့အဲအိမ်ဆောင်နတ်တို့ကျောင်းဆောင်နတ်တို့ရှုကဆိုးတို့ဘုံမဆိုးတို့ဆိုရှေ့လေမှန်ပါဗျာအဲ့ဒါအဲ့ဒီသူတို့ရဲ့နေထိုင်တဲ့ area ဟာဟုတ်အထက်လွတ်လပ်တဲ့အာကာသအထီအောင်သူတို့ချမ်းသာဒုက္ခနဲ့ပြည့်စုံတဲ့တရဝါးနေထိုင်တဲ့နေရာကိုလက်ပြည့်လို့ခေါ်တာပဲ မှန်ပါဗျာဖြစ်မဆိုတာကသူကမြင့်မြတ်တဲ့စိတ်နဲ့အမြဲတမ်းနေချာတယ်မှန်ပါဗျာမေတ္တာကရုဏာမုရိတာဥပိ္ပခာဆိုတဲ့ဖြစ်မစိုးတရားနဲ့အမြဲတမ်းနေတယ်သို့သောပြမပြေကိုရောက်တာဒါနနဲ့သီလနဲ့တည်းမရောက်ဘူးမှန်ပါဗျာတပထချင်းစဉ်တစ်ခုပေါ်ပေါ်ရော အောင်မြောင်ကျင့်နိုင်မှပြမပြေကိုရောက်တာဖြစ်တယ်မှန်ပါအဲ့ဒါလေချင်းစဉ်ရင်တူတဲ့ပုံကိုယ်တွေဟာဆံလို့ခေါ်တယ်ဟာပေါ့နော် တပ္ပရချက်စဉ်ကျင့်လို့အဲ့ဒီအကြောင်းတရားတွေတူညီပြီးတော့ရောက်ရှိသွားတဲ့ပုဂ္ဂိုလ်တွေရဲ့နေထိုင်ရာဧရိယာတစ်ခုကိုပြမပြည့်လို့ပဲပြောရမှာပေါ့။မှန်ပါဗျာ။နော်။နဂါးပြည်ဆိုတာကတော့စာရဲပေတဲ့မှာတော့သူကပင်လယ်အောက်မှာအဓိကအများကြီးရှိတယ်ပေါ့နော်။မြေမို့တောင်အောက်မှာလည်းရှိတယ်လို့ဆိုတယ်။အဲ့တော့နဂါးလို့ဆိုတာပမာပြည်ကနဂါးဆိုတာတော့ ပကြီးဆရာတွေရဲ့ကောင်းမှုနဲ့အချွန်တက်ပါမနဂါလို့ထင်တယ်။အိန္ဒိယနိုင်ငံမှာဆိုလို့ရှိရင်ဒီကောဘရာဆက်ပွေဟောက်ကြီးတွေကိုနိမှန်ပါဗျာ။နဂါလို့ခေါ်တာ။မှန်ပါဗျာ။အဲ့ဒီနဂါကနေနဂါလို့ပြောလာကြတာ။မှန်ပါဗျာ။အိန္ဒိယနိုင်ငံမှာနဂါဆိုတာအဲ့ဒီပပင်းထောင်နဲ့မွေဟောက်ကြီးတွေကိုအဓိကထားပြီးတော့ခေါ်တယ်။ပမာယူဆနဲ့နဂါဆိုတာဒီကနေ့လူတွေကမတွေးကြတော့ သူကမွေဟောက်ကိုမွေဟောက်တို့မပွေးတို့ပေါ့နော်အဲ့ဒီအကောင်လေးကိုနာကားလို့ခေါ်တာအဲ့တော့အဲ့ဒီအကောင်လေးကမြေကြီးအောင်မှလည်းရှိတယ်အကောင်ကြီးကြီးတွေကြတော့ပင်လယ်အောင်မှလည်းရှိတယ်အဲ့တော့သူတို့အများဆုံးနေတဲ့ဧရိယာကိုနဂါးပြေလို့ခေါ်မှာပေါ့နော်ဒါကတော့တရဝါးတွေရှိတဲ့နေရာတစ်ခုအများဆုံးရှိတဲ့နေရာတွေကိုရည်ညွှန်းပြီးခေါ်တာပါတာမေသူမိစ္ဆာစာရကံဟာအိမ်အောင်ရှိရလူနဲ့ပြမမိမထိုက်တာမျိုးလားရှင်ဗျာယခုခေတ် ူနေထိုင်မှုပုံစံမျိုးမှာ living together နေလို့ရှင်ရောဒီကံထိုက်ပါသလားနောက်တစ်ခုကကြတော့ယောက်ျားဖြစ်သူကအပိဒိုင်ယဟန်ဝတ်ခဲ့လို့ရှင်မိန်းမဖြစ်သူကို꽌ရှင်ခွင့်ပေးခဲ့တယ်မှာသလား꽌ရှင်ခွင့်မပေးဘဲယဟန်မောင်နဲ့နေနေပါကလည်းအဲ့ဒီယဟန်နဲ့ဒီမိန်းမနဲ့ကအကျဉ်းလင်များဖြစ်မြောက်နေစေလားရှင်ဟုတ်ပြီကမေတုမစ္ဆာစရာကဟာအိမ်နောက်ရှိတဲ့သူနဲ့ပြမမိမထိုက်တာမျိုးလားဆို ယောက်ျားဘက်ကကြည့်မယ်အမျိုးသားတွေမပြင်းမှားရမယ်အမျိုးသမီးက20ရှိတယ်အာအကြမ်းင်းပြောမယ်ဆိုရင်အမေရဲ့အုတ်ထိတ်မှု အောက်မှာရှိတယ်အဖေရဲ့အုတ်ထိတ်မှုအောက်မှာရှိတယ်မိဘနှစ်ပါးလုံးရဲ့အုတ်ထိတ်မှုအညီကောင်မတော်ရဲ့အုတ်ထိတ်မှုဆိုလိုတာကမိသားစုဝင် ဖြစ်လာလို့ရှိရင်တပ်မိသားစုရဲ့ ဆောက်ရှောက်ဖို့လို့ခေါ်တာပဲဒါ responsible ဖြစ်သွားပြီလေဆွေမျိုးတော်လာပြီဆို responsible အဲ့ဒီအပြိုပဲဖြစ်စေယောက်ျားတွေကအမေရဲ့ထိမ့်သိမ့်ဆောက်ရှောက်မှုအဖေရဲ့ထိမ့်သိမ့်ဆောက်ရှောက်မှုတွေမကင်းသေးတဲ့အမျိုးသမီးတစ်ယောက်နဲ့ပြန်မလို့ရှင်ကမင်းသမီးဆဆရာကထိုင်တယ်နောက်တစ်ခါကြတော့မရဆယ်မျိုးလို့ခေါ်တယ်တဝူကအိမ်တော်ပြုတ်ထတဲ့မျိုးသမီးတွေ တနည်းနည်းနဲ့အိမ်တော်ပြုထားတယ်မျိုးသမီးက10မျိုးရှိတယ်။အဲဒီ10မျိုးနဲ့ပြမလို့ရှိရင်လည်းမျိုးသားတွေဟာကပ္ပသမိဆန္ဒကထိုက်တယ်။အမျိုးသမီးဘက်ကနေချိမယ်ဆိုလို့ရှိရင်အမျိုးသမီးတွေဟာကိုယ်နဲ့အိမ်တော်ပြုထားတဲ့ပုဂ္ဂိုလ်ကလွှဲပြီးတခြားပုဂ္ဂိုလ်နဲ့ပြမလို့ရှိရင်မျိုးသမီးတွေကကပ္ပသမိဆန္ဒကထိုက်တယ်။နော်အကုန်ပြောပုံရဆိုလို့ရှိရင်အမျိုးသားတွေကအိမ်တော်မပြုမချင်းအောင်ဘယ်မျိုးသမီးတွေမှာ ဒီပြင်မလို့မရဘူးဆိုတဲ့ပုံစံမျိုးဖြစ်နေတာဟုတ်တယ် unlawful sex relation lawful ဆိုလူတိုင်းလူတိုင်းမှာနိုင်ငံထဲမှာလည်းဥပဒေတွေရှိတယ်လीမှန်ပါသူက ထုံတန်းစင်လာအရာထိမြန်ထားတာမဟုတ်ဘဲနဲ့အမီးရဲ့အုတ်ထိန်မှုအောက်ရှိတယ်ဖေးရဲ့အုတ်ထိန်မှုအောက်ရှိတယ်ဟာတွေနဲ့ဆိုရင်သူကကာမေစုမေဆာဆာရလို့ပဲခေါ်တယ်မျိုးသားတွေကပုံများတယ်တင်ပါဒါဖြစ်ရင်ပြည်တန်စာတွေရောအခကြီးဝင်ပြီးပြီးတော့ပျော်ပါးတာမျိုးじゃအဲ့ဒါတော့လွတ်တယ်သူက ပြည့်တဲ့စားကြတော့သူကမုဟုတ်တိခါလို့ခေါ်တယ်မုဟုတ်တိခါလည်းအဖြစ်ရှိတယ်မျိုးသားတွေကအပြစ်လွတ်တာနဲတယ်အံလောဖူမဖြစ်ဖို့ပဲရည်ချီတာပေါ့ဗုဒ္ဓဘာသာရဆိုလို့ရှိရင်အမျိုးသားနဲ့အမျိုးသမီးသဘောတူနေလို့ရှိရင်တော့မှဒီတရားဝင်လက်မထပ်ရသေးမယ်ဖြစ်ဖြစ်မိဘတွေရဲ့အုပ်ထိန်မှုအောက်မှာရှိနေသေးမယ်ဖြစ်ဖြစ်ဒီပြမားမိလို့ရှိရင်ကာမေသူမိစ္ဆာစားတာကြံထိုက်တယ်လို့ရှင်ပြသူကတော့မိဘတွေကသဘောတူထားပြီးပြီဆိုရင်တော့ သဘောတူခြင်းဒီပင်လင်ခွင့်ပြုခြင်းဖြစ်သွားပြီပေါ့မှန်ပါဗျာဘလို့ဖြစ်เสียအကြောင်းတော့မရှိတော့ဘူးလို့ထင်ပါတယ်ထင်ပါဗျာနော်ထင်ပါနောက်တစ်ခုကကြတော့ယောက်ျားဖြစ်သူကအပိတန်ယဟန်ဝက်ခဲ့လို့ရှင်ရောမိန်းမဖြစ်သူကွာရှင်ပေးခြင်းသင်ပါလားဗျာအကေအဲ့ဒါထင်ပါဗျာအဲ့ဒါအဲ့တော့ယဟန်ဝက်တယ်ဆိုတာ renounce လောက်ထားပဲ renounce ဆိုဘာတွေကိုဆုံးလို့ရတော့ဆိုရင် ဆွေမျိုးတွေကိုဆုံးလို့ရတယ်ကိုပိုင်တဲ့ပစ္စည်းဥစ္စာတွေကိုဆုံးလို့ရတယ်ဆွေမျိုးဆိုရင်ထဲမှာထားလိုက်ပါတော့ကိုအိမ်နောက်ရှင်အိမ်နောက်ဘက်ကိုလည်းဆုံးလို့ရတယ်တမန်ပါဗျာနော်အဲ့ဒါတွေကို renounce လုပ်ပြီးတော့ရမ်းပွားကူချတာမှန်ပါရှေခေထွန်းတန်းဆက်လာအဲ့လိုမှန်ပါဗျာသို့တော့အပြည့်တိုင်ကွာရှင်းပေးခင်ပေးခဲ့တဲ့ပါသလားဆိုရဲပေးကွာကြတာသူကကွာရှင်းပေးသည်ဖြစ်စေမကွာရှင်းပေးသည်ဖြစ်စေသူက renounce လုပ်တော့ ရန်ဝန်လို့ရှိရင်အထက်ကမိမစီမှာဖွင့်မပန်ဘူးမိဘစီမှာပဲခွင့်ပါရမှန်ပါဗျအမျိုးသမီးရသဘောတူသည်ဖြစ်စေသဘောမတူသည်ဖြစ်စေသူကအလိုလျောက်ရံဖြစ်သွားရင်ကွာရှင်းမိသားဖြစ်သွားတယ်သူ့အနေနဲ့ကလည်းပန်းဆိုင်မှုတွေအားလုံးကိုဆုံးမပြေသားဖြစ်သွားတယ်မှန်ပါဗျာနော်မှန်ပါဗျာမှန်ပါအဲ့ဒါရှေးရှေးထုံးတိုင်းကိုပြောပြတာပေါ့နော်မှန်ပါဗျာတင်ပါ ဖရာလက်ထက်ကထုံးစံအပြည့်တိုင်ကွာရှင်းပေးဖို့ဆိုတာတရားဝင်ကွာရှင်းခွင့်ခုခေတ်လိုစာချုပ်တွေပါလေဒိုက်ဘော့စ်လောက်တာတော့မရှိဘူး။သူတင်အောင်ကသွားရတဲ့တပြိုင်နဲ့ကွာရှင်းမိတာဖြစ်ပါပြီ။တမန်ပါ။နော်အဲ့လိုဆွလို့တယ်။ကွာရှင်းခွင့်မပေးဘဲယဟန်ပေါင်နဲ့ဝင်ကအကျင့်နေမရဖြစ်အရာရောက်နေစေလားဆိုတာ။နေမရလို့သွားနေရင်တော့ဒီကဘုန်းကြီးဘုရားဆွန့်ထုတ်ရမယ်သူက။တမန်ပါ။အဲ့မကျူးလွန်ရင်တော့သူကနေလို့ရတယ်။တမန်ပါ။ဒီလိုပဲဖရာလက်ထက်က တထေသာသူဒိဏဆိုသူ့မိဖေတွေစီကိုအတင်းကျပ်ခွင်တောင်းပြီးတော့ဝတ်တာမှန်ပါသူစနီးမရလဲအိမ်မှာရှိတာပဲမှန်ပါသို့တော့သူပါမမပတ်သက်ဘူးဆိုလို့ရှိရင်တော့သူကရဟန်းကောင်းပဲမှန်ပါခုနလိုပတ်သက်ရင်တော့သူကပြစ်ရှိတယ်အဲ့ဒါမှန်ပါသစ္စာရတရားထွက်အပ်တော့ရတောရာနဲ့သူကွာရှင်းခဲ့တာမှဟုတ်ပါတယ်။သို့တော်လည်း မပတ်သက်ဘူးဆိုတာသိသွားပြီလေဟိုခြံနာချင်းခံတဲ့အမျိုးသမီးတွေနေကြတော့နောက်ထပ်အိမ်အောင်ပြုလို့ရတာဗျာရတယ်ရတယ်ဆွန့်လွတ်သွားရတယ်အမျိုးသမီးတွေမှာအိန္ဒိယထုံးစာရပြောမယ်ဆိုရင်သူတို့မှာတားယောက်ျားထုံးကားသည်ဖြစ်စေတားယောက်ျားထုံးကားမှယောက်ျားရဲ့အမွေးကိုခံယူခွင့်ရှိတယ်မှန်ပါဗျာတားယောက်ျားမထုံးကားလို့ရှိရင်သူကဒီတိုင်းပဲအဝတ်တစ်ခုအဝတ်တစ်ထည့်ကိုယ်တစ်ခုနဲ့ပဲအိမ်မောဆင်းရတယ် ဖာမောပတ်ဆိုင်ဝေဖြူตาယောက်ျားထုံးကားလို့ရှိရင်ตาယောက်ျားကိုအကြောင်းပြုပြီးတော့သူတို့ကตาကမွေခန္ဓာမှန်ပါဗျာသူကတော့မွေခန္ဓာမဟုတ်ဒါပေမဲ့ตาကိုအကြောင်းပြုပြီးသူ့ဘဝဆင်းပြေတယ်ตาသမီးမရှိဘူးဆိုတော့အမျိုးသမီးကတော့ဒီတိုင်းပဲပါမဆက်ခံဝင်မရှိတော့ဒါအိန္ဒိယရဲ့ထုံးတမ်းစင်တာဒါကြောင့်မို့လို့သူကตาသမီးမထုံးကားဘူးဆိုရင်သူတို့ဘဝအတွက်တားဆိုးရိမ်တယ်မှန်ပါခုခေတ်ကတော့အဲ့လိုမရှိတော့ပါဘူးเนาะမရှိတော့ဘူး နောက်တန်းဆိုသာဆိုသေးတယ်။ divorce လုပ်ရင်ယောက်ျားအများကြီးရောတယ်။လူမှုနဲ့သက်ဆိုင်တဲ့ဘာသာနဲ့မသက်ဆိုင်ဘူးတရားနော်။